ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာလမ်းပန်းဆက်တွေရဲ့ခက်ခဲမှုကြောင့်ရာသီပေါ်တည်နံဖြစ်တဲ့ Griffith တီးတွေဈေးနှုန်းမြင့်တက်နေရလို့ Griffith တီးရဲ့ရောင်းဆိုင်တွေထံကနေသိရပါရယ်မြစ်ကြီးနားပူတာကိုကာလန်ရာရီပိတ်ဆို့မှုတွေကြောင့် Griffith တီးတင်ပို့ရမှာအခက်ခဲတွေဖြစ်ကြုံတွေ့နေရပြီးမြို့တွင်ဈေးကွက်မှာပူတာထွက်အတီးတွေရခေနှစ်တွေလို့မတွေ့ရှိရဘူးလို့ Griffith တီးရောင်းချသူတဦးကပြောပါရယ်ပူတာလမ်းကပိတ်လိုက်ဖွင့်လိုက်နေဆိုတော့ပစ္စည်းတွေကလိုတလောက်မရောက်လာဘူး တပတ်ကိုနှစ်ကြိမ်လောက်တော့အတီးတွေတင်ဖြစ်တယ်အခုမြစ်ကြီးနားမြို့တွင်ဈေးကွက်မှာလဲတခြားဒေသကထွက်တဲ့အတီးတွေပဲပေါပေါများများတွေ့ရတယ်ဘူတာတို့ထွက်အတီးတွေကတော့ဈေးတက်လာတယ်ဒါကြောင့်ကုန်တွေမှုကအရေးကြီးတာကြောင့်ကုန်တွေရဲ့အဆင်ပြေနေတော့ပုံမှန်ဈေးအတိုင်းနဲ့ရောင်းချနိုင်မှာပါလို့၎င်းကပြောပါတယ်ဒါပေရခိုင်နှစ်များကဲ့သို့ရန်ကုန်မန္တလေးနေပြီးတော့စာတီမြို့ကြီးများကိုတင်ပို့နိုင်ခြင်းဒီလေညော့နေလာပြီးဝေလူအားနေပါနေရလို့၎င်းကဆက်လက်ပြောပါရယ် အရင်နှစ်တွေကဆိုရင်ဒီအချိန်လောက်ဆိုနေပြီးတော့ရန်ကုန်ဘက်တွေပို့နိုင်ဖို့အတွက်လာဝေကြတဲ့တူတွေများတယ်။အခုကတိုက်ပွဲအခြေအနေတွေကြောင့်အဆက်တွေတွေလည်းခက်လန်ခီးကလည်းပို့ပြီးခက်လာတော့ဝေလူအားတွေနေလာတယ်။လန်ခီးတွေအဆင်ပြေပြေနဲ့သွာလာနိုင်ရင်တော့ပို့အဆင်ပြေတယ်လို့၎င်းကပြောပါရယ်။ လက်ရှိမှာမြจีนာမျိုးနဲ့ဝိုင်းမော်မျိုးအနီးတဝိုက်မှထွက်ရှိတဲ့ Grapefruit တီးတွေကို800ကျပ်1000ကျပ်စသည်ဖြင့်ဈေးနှုန်းများပေးရပြီးပူတော်ထွက်အသီးတွေကိုကျပ်1500အထိပေးဝေနေရကရခေနှစ်တွေထက်900ကျပ်ခန့်ဈေးနှုန်းမြင့်တက်နေတယ်လို့သိရပါတယ်။ရာတီပေါ်ပူတော်ဒေသထွက် Grapefruit တီးများမှာလူကြိုက်များပြီးနိုဝင်ဘာလမှဒီဇင်ဘာလအတွင်းတာပေါပေါများများမြင်တွေ့ရတယ်လို့သိရပါတယ်။